မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မြို့မြို့မှာဖုံးဆိုင်ဖောက်ထွင်းပြီးကျပ်သိန်း180ကျော်အခိုးခံလိုက်ရတဲ့အကြောင်းစစ်ကောင်စီလေကြောင်းရံကြောင့်တရချောင်းမြို့နယ်မှာကြောင်းဖွင့်ဖို့ခက်ခဲနေတာစစ်ကောင်စီကစစ်မှုထမ်းဆူဆောင်းနေချိန်ထိုင်းကမြန်မာ80ကျော်ကော့တောင်းမြို့ကိုထပ်အပုတ်ခံလိုက်ရတဲ့အခြေအနေနဲ့ မြိတ်မှာ9လထဲမူရစ်စေးပြား2သိန်းကျော်ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်ထားတဲ့အကြောင်းကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေဟာတရုတ်ရဲ့ကျွေးမီဝင်ထုတ်ဝင်မှုစံချိန်တင်မြင့်တက်လာနေတာဆတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မင်းမျိုးက Sky Mobile ဖုန်းဆိုင်ဖောက်ထွင်းခံရပြီးငွေကျပ်184သိန်းကျော်ခိုးယူခံလိုက်ရပါတယ်သတင်းအပြည့်အစုံကိုတော်ဝဲဝါရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင် ဘေးမြူမှာပိုးဆိုင်တဆိုင် ဖောက်ထွင်းခံရပြီးငွေကျပ်194တေကျော်ခိုးယူခံလိုက်ရပါတယ်။အသက်30ဝန်းကျင်အရွယ်ရှိမြို့သားတို့ကမိန24ရက်ည7နာရီလောက်မှာ Sky Mobile ပိုးဆိုင်အတွင်းဖောက်ထွင်းဝင်ရောက်ခိုးယူခဲ့ရပါ။အဲ့ဒီမြို့သားရဲ့ခြေထောက်နှစ်ဖက်မှာပတ်တိပြူရောင်စီထားတာကို CCTV မှတ်တမ်းမှာတွေ့ရတယ်လို့ဖိုးဆိုင်ပိုင်ရှင်ကပြောပါတယ်။ဖိုးဆိုင်မှာရှိတဲ့တန်ဖိုးကြီးဖိုးတွေကိုတော့ခိုးယူသွားတာမရှိဘူးလို့ဆိုပါတယ်။ ဖိုးဆက်ပေါက်ထွင်းခဲ့တဲ့အမျိုးသားရဲ့ site တွင်ခိုးယူနေမှုကိုလည်း CCTV မှတ်တမ်းတွေမှာပြန်လည်တွေ့ခဲ့ရတာပါဖိုးဆက်ပေါက်ထွင်းခံရတာနဲ့ပတ်သက်ပြီးရက်ကွက်ယောဂနေရဲစခန်းကိုကနဦးအကြောင်းကြားထားတယ်လို့ဆိုပါတယ်ဖိုးထွင်းခံရပြီးတဲ့နောက်သူ့ရဲ့အကြာဒီကနေ့ညနေပိုင်းတည်းတစုံတရာထူခြားတာမရှိသေးဘူးလို့ဖိုးဆက်ပတ်ရှင်အမျိုးသမီးကပြောပါတယ်ပင်မျိုးကလူအသွားအလာများတဲ့လမ်းတွေပေါ်မှာငွေကြီးနဲ့ပစ္စည်းလိုရဲ့ဓာတ်တွေအခုလအတွင်းဆက်တိုက်ဖြစ်နေတယ်လို့မြို့ခံချိုစီကသိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့တိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်နေတဲ့အတွက်ဒဝဲခရိုင်တရချောင်းမြို့နယ်မှာစာသင်ကျောင်းဖွင့်ဖို့အခက်အခဲတွေတွေ့ကြုံနေရတယ်လို့ဒေသခံတချို့နဲ့ပညာရေးအသိုင်းအဝိုင်းစီကသိရပါဗျ။တဲ့ရင်အပြည့်စုံကိုတိုယဝရှဝိုင်းတော်သားတူကပြောပြပေးသွားမှာပါရှင်။တိုက်ပွဲမရှိဘဲစစ်ကောက်စီတပ်ကလေကြောင်းတိုက်ခိုက်နေတဲ့အတွက်ဒိုဝဲခရဲတရချောင်းမြို့နယ်မှာစာတင်ချောင်းဖွက်ဖို့အခက်အခဲတွေကြုံတွေ့နေရတယ်လို့ဒေသခံအချို့နဲ့ပညာရေးအသိုင်းအဝိုင်းစီကသိရပါဗျ။ စစ်ကောက်စီတပ်ကတရချောင်းမြို့နယ်ကိုတိုက်ပွဲမရှိဘဲလေကြောင်းကဘုံကျဲတက်ခိုက်တာတွေဇက်တိုက်လုပ်နေတာပါ။အေဘီလ16ရက်နေ့မှာရငဲရွာ29ရက်နေ့မှာကြောက်ခမောင်းမေလ15ရက်မှာဘုံတောင်ပေါ်က KLA စခန်းမေလ16ရက်မှာဝကပေါ်ရွာတွေကိုတိုက်ပွဲမဖြစ်ဘဲစစ်ကောက်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတက်ခိုက်မှုတွေကြောင့်ရငဲရွာက အသက်9နှစ်အရွယ်ကလေးတူဦးအပအောင်ရဲ့အမျိုးသားနှစ်ဦး ကြခမောင်းရွာကအမျိုးသားတအူးနဲ့အမျိုးသမီးတအူးစုစုပေါင်း၄ဦးသေဆုံးခဲ့ပြီးအခြားထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါသေးတယ်။တိုက်ပွဲဖြစ်တာမရှိပဲလေကြောင်းတိုက်ခိုက်တာနဲ့အတူအရက်သားတွေထိခိုက်သေးဆုံးနေတာတွေကြောင့်အခုနဲ့ကြောင်းဖွဲ့ရာတီစာတီကြောင်းတွေပြတ်ဖွဲ့ဖို့စိုးရိမ်နေရတယ်လို့တရချောင်းမြို့နယ်ပညာရေးအတန်းဝိုင်းစီကတီးရပါတယ်။စာတီကြောင်းဖွဲ့ထားတဲ့နေရာတွေလေကြောင်းပြတ်မှတ်ထားခိုက်ရမှာကိုစိုးရိမ်နေရတယ်လို့ဒေသခံတွေနဲ့ကြောင်းသားမိဘအချို့ကဆိုပါတယ်။ အမျိုးသားညညော်ရေးအစိုးရအင်ညူးကြီးပညာရေးဝန်ကြီးဌာနကလည်းဌာနနှင့်ချိတ်ဆက်နေတဲ့တနိုင်ငံလုံးဝရှိတဲ့စာတင်ကြောင်းတွေအားလုံးကိုယာယီပိတ်ထားဖို့မေလ25ရက်နေ့မှာညွှန်ကြားလိုက်ပါတယ်။စက်ကောက်စီတပ်ကစာတင်ကြောင်းနဲ့ဆေးရုံလိုမျိုးလူစုလူဝေးများတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်နေတဲ့အတွက်ဒီလိုညွှန်ကြားတာဖြစ်တယ်လို့ထောက်ပြချင်မှာဖော်ပြထားပါတယ်။ တနေသားတိုင်းထဲကအကြောင်းမတက်နိုင်တဲ့ကလေးတွေကိုအမျိုးသားညညော်ရေးအစိုးရစာတင်ကျောင်းတွေရက်ရွာအချီဖြူစာတင်ကျောင်းတွေနဲ့ကိုထူကိုထဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာအခက်အခဲများစွာနဲ့ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီကအဓမ္မစစ်သားစုဆောင်နေချိန်ထိုင်းနိုင်ငံရနောင်းထိန်သရေစခန်းကမြန်မာနိုင်ငံသား80ကျော်ကိုမေလ26ရက်နေ့မှာကော့တောင်းဘက်ကိုထပ်မံလွှတ်ပြောင်းပေးလိုက်တယ်လို့ရနောင်းရေကြောင်ထိန်သရေဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ တည်င်းအပြည့်စုံကိုတိုဝဲဝက်ရှိုင်းတော်သားတို့ကပြပြပေးသွားမှာပါရှင်စကောက်စီကအရမအဆက်သားစုဆောင်နေချိန်ထိုင်းနိုင်ငံရန်နောင်းထိပ်သိမ်းရေးစခန်းကမြန်မာနိုင်ငံသား80ကျော်ကိုမေလ26ရက်နေ့မှာကော့တောင်းဘက်ကိုထပ်မံလွှဲပြောင်းပေးလိုက်တယ်လို့ရန်နောင်းရေချောင်းထိပ်သိမ်းရေးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့အပြစ်ဒဏ်ကြာခံပြီးနောက်ရန်နောင်းထိပ်သိမ်းရေးစခန်းမှာထိပ်သိမ်းထားတဲ့မြန်မာနိုင်ငံသား80တဦးကိုကော့တောင်းမြို့ကိုလွှဲပြောင်းခဲ့တာပါ။ လွဲပြောင်းပေးတဲ့မြန်မာနိုင်ငံသားတွေထဲမှာအမျိုးသား60ဦးနဲ့အမျိုးသမီး22ဦးတို့ပါဝင်ပြီးအခုနှစ်တွင်၅ချိန်မြောက်လွဲပြောင်းပေးခဲ့တာပါ။နေရက်ပြပူမဲ့မြန်မာနိုင်ငံသားတွေကိုရနောင်းစက္ကန်ကနေကော့တောင်းဘက်ကိုဆက်လီ80နဲ့လွဲပြောင်းပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နေရက်ပြပူခံရသူတွေဟာထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်မှုမွေးရစေတုံးဆွဲမှုနဲ့အခြားအမှုတွေကြောင့်အပြစ်ဒဏ်ကြပြီးတဲ့သူတွေဖြစ်ပါတယ်။ 2024ခုနှစ်အတွင်းရနောက်ထိတ်သိမ်းစခန်းကနေကော့တောက်ဘက်ကိုပြန်လွှဲပေးတာဆက်လီကြိတ်ထိရှိခဲ့ပြီးမြန်မာနိုင်ငံသား2000ကျော်ထိပြန်လည်ပို့ဆောင်ခဲ့တာကိုလည်းရနောက်လဝကရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စကောက်စီကလည်းမြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းပို့ဆောင်ခံရသူတွေကိုစစ်မှုထမ်းအသစ်ကျုံဝင်ရင်ဖမ်းဆီးခေါ်ဆောင်တာတွေဇက်တိုက်လှုံ့ဆော်နေတယ်လို့စစ်မှုထမ်းစုဆောင်ခံရသူတွေစီကသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ မြို့မြို့နယ်မှာ၅လထဲမူရည်စီပြား2သိန်းကျော်ဖမ်းမိတယ်လို့စစ်ကောင်စီထုတ်ပြန်ထားပါဗျ။မြို့မြို့နယ်မှာဒီနှစ်ဇန်နဝါရီလကနေမေလ28ရက်နေ့အထိ9လဝန်းကျင်ထဲစိတ်ကြွမှုရစေးဝါအလုံးရေ2သိန်းခွဲလောက်ဖမ်းမိခဲ့တယ်လို့စစ်ကောင်စီရဲ့မြန်မာနိုင်ငံမှုရစေးထိန်းချုပ်ရေးဗဟိုကော်မတီကထုတ်ပြန်ထားပါဗျ။ဖေဖော်ဝါရီ31ရက်နေ့ကမြိတ်မြို့မြို့ခန့်အမျိုးသား2ဦးစီကနေစိတ်ကြွမှုရစေးဝါအလုံးရေ2သိန်းကျော်ဖမ်းမိခဲ့တယ်လို့ဆိုပါဗျ။ ဇန်နဝါရီလ29ရက်နေ့ကလည်းမင်းမျိုးမှာစိတ်ကြွမှုရစီအလုံးကြီး2000နီးပါးဖမ်းမိခဲ့တယ်လို့မေလာထဲမှာတော့နောက်ထပ်3သိန်းနီးပါးထပ်မံဖမ်းဆီးခဲ့မိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီ9လဝန်းကျင်ထဲမင်းမျိုးနဲ့တခုတည်းမှာပဲမှုရစီဝါဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတိုင်းထဲကတခြားဒေသတွေအခြေအနေကိုတော့ထုတ်ပြန်တာမရှိသေးပါဘူး။မှုရစီဝါတွေနဲ့အတူအမျိုးသမီး2ဦးနဲ့အမျိုးသား9ဦးကိုဖမ်းဆီးထားတယ်လို့လည်းဆိုပါတယ်။ ငွေရစီဝအလုံးရင်နှစ်သိန်းခွဲနီးပါးအတွက်ငွေကျပ်3800ကျော်ရှိတယ်လို့လည်းဆိုထားပါဗျ။စစ်ကောင်စီဟာစိတ်ကြွအမှုရေးစေဝါတလုံးကိုငွေကျပ်3000နဲ့တွက်ချက်ထားတာပါ။အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီထိန်းချုပ်နိုင်မီမှာရောတော်လန်ရစ်တက်ထိန်းချုပ်ဒေသတွေမှာပါမှုရေးစေဝါရောင်းဝယ်တာတွေကြကြပြက်ပြက်ဖြစ်ပွားနေပါတယ်။နှစ်ဖက်စလုံးကမှုရေးစေဝါဖမ်းဆီးတာတွေကိုပြုလုပ်နေကြပေမဲ့အသေးစားရောင်းဝယ်သူများကိုတော့ဖမ်းမိလေရှိပြီးလက်ကြီးသမားတွေကိုတော့ဖောက်ထုတ်ဖမ်းဆီးနိုင်တာမျိုးမရှိကြပါဘူး။ ကမ္ဘာအစဉ်ရန်ဆုံးနိုင်ငံတွေအပေါ်တရုတ်ကျွေးမီဝန်ထုံးဝန်ပိုးဟာ2025ခုနှစ်မှာစံချိန်တင်မြင့်တက်လာတယ်လို့ Australia အခြေစိုက်သူစေတနာအဖွဲ့အစည်းတစ်ခုကတတိပေးထုတ်ပြန်လိုက်ပါတယ်။တည်င်းအပြည့်အစုံကို Dowell Wash Wine Dota တို့ကပြောပြပေးသွားမှာပါရှင်။ကမ္ဘာအစဉ်ရန်ဆုံးနိုင်ငံတွေဟာတရုတ်ရဲ့ကျွေးမီဝန်ထုံးဝန်ပိုးစံချိန်တင်မြင့်တက်လာနေတယ်လို့သူစေတနာအဖွဲ့တစ်ခုကထုတ်ဖော်လိုက်ပါတယ်။ကမ္ဘာအစဉ်ရန်ဆုံးနိုင်ငံတွေပေါ်တရုတ်ကျွေးမီဝန်ထုံးဝန်ပိုးဟာ 2025ခုနှစ်ထဲစမ်းချိတ်တင်မြင့်တက်လာနေတယ်လို့ဩစတြေးလျအခြေစိုက်သုတေသနအဖွဲ့အစည်းတစ်ခုကသတိပေးထုတ်ပြန်လိုက်ပါတယ်။တရုတ်ဆိုရရဲ့ရဝန်းနဲ့ပိုလန်မှစီမံကိန်းတွေရအာဖရိတိုက်ကနေတောင်ပစိဖိတ်ဒေသနိုင်ငံတွေအထိအခြေခံဆော့အိုစီမံကိန်းအများပြားတွက်ငွေအလိုအရင်းထုတ်ချိတ်ထားခဲ့တာပါ။အဲ့ဒီချင်းငွေတွေကို2020ပြည်နှစ်လုံးကာလတွေမှာထုတ်ချိတ်ထားခဲ့ပေမဲ့ လက်ရှိမှာတော့တရုတ်ဆိုရကပြပကျွေးမီထုတ်ချိတာတွေကြဆင်းလာနေပါတယ်။ဖော်ပြဆက်နိုင်ငံတွေဟာတရုတ်ဆိုရထံပြန်ဆက်ရမယ့်ကျွေးမီတွေပဲစုပြုံတိုးပွားလာနေတယ်လို့သုတေသနတွေးရှိချက်မှာဖော်ပြထားပါတယ်။၂၀25ခုနှစ်တည်းကမ္ဘာ့ဆင်းရဲဆုံး85နိုင်ငံကတရုတ်ဆိုရထံပြန်ဆက်ရမယ့်ကျွေးမီပမာဏစုစုပေါင်းအမေရိကန်ဒေါ်လာ22ဘီလီယံလောက်ရှိတယ်လို့သုတေသနကတွေးရှိခဲ့ပါတယ်။ ဲ့ဒီသုရေသနတွေးရှိချက်တွေကကမ္ဘာဘဏ်ရဲ့အချက်လက်တွေကိုအခြေခံတွဲချက်ထားတာပါတရုတ်ဆိုရရဲ့ကျွေးမြူဝန်ထုတ်ဝန်ဖို့ကြောင့်ဖော်ပြဆဲနိုင်ငံတွေရဲ့အခြေခံဆော့အိုစီမံကိန်းနဲ့ရာသီဥတုဖောက်ပြန်မှု တာစီရေးစီမံချက်တွေမှာဆိုရဘတ်တံငွေတုံးဆွဲမှုတွေစတင်ထိခိုက်လာနေတယ်လို့လည်းသုရေသနကထောက်ပြထားပါတယ်အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင် မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dwellwash Wine ဒေါ်သားတွေကစုမုံကောင်းတောင်းအပ်ပါတယ်ရှင်။